ရခိုင်ပြည်နယ်မြောက်ပိုင်းပုံနာကျွန်းကြောက်တော်ရသေးတောင်ပောက်တော်မင်းပြားစတဲ့မြို့နယ်တွေမှာဒေသခံတွေတောက်သုံးရီအခက်အခဲနဲ့ရင်ဆိုင်နေကြပါဗါရယ်။အဲ့ဒီမြို့နယ်တွေမှာတောက်သုံးရီရှာပါတဲ့ပြဿနာနှစ်စဉ်ညရာဒီတိုင်းကြုံတွေ့ရပေမဲ့အခုနှစ်မှာတော့တချို့ရွာတွေကတိုက်ပွဲတွေကြောင့်ထွက်ပြေးခိုလုံသူတွေများလာခဲ့ရကြောင်းပိုပြီးရီအခက်အခဲကြုံရတယ်လို့ပုံနာကျွန်းဒေသခံတယောက်က RFA ကိုပြောပါဗါရယ်။ ကျွန်တော်တို့ပုံမှန်ကျွန်းမြင့်နေမှာနှစ်စဉ်မီတာကျတော့ဒီတာသုံးရထက်ကြီးကတော့မီတာရတော့ကျွန်းရတယ်ဒါပေမဲ့ဒီခူးကကျတော့ကျွန်တော်တို့ဒီတိုက်ပွဲတွေနဲ့ထောင်းစီပုံနောက်ပိုင်းတိုက်ပွဲတွေဖြစ်လာတော့ဒီစလုံးရဲ့ဦးရဲ့အများကြီးတိုးလာတယ်ဆိုတော့လေပုံမှန်ဆိုရင်ညရာစီရောက်မှကိုရေချလို့နဲ့ခူးကကျတော့ညညရာစီစားတယ်နဲ့ကျွန်တော်တို့ရေချရေးပြဿနာကျွန်းနေရတယ်ကြာ ရခိုင်ပြည်နယ်ကကျေးလက်ဒေသတွေမှာရွာလူဦးရေပမာဏအလိုက်ရေတူလောင်ကန်တွေတူထားပြီးမိုးရသည်မှာတင်ကျန်ခဲ့တဲ့ရေတွေကိုအသုံးပြုကြတာပါဒီနေ့မှာတော့အရခတ်တက်တော့ AA နဲ့စစ်ကောင်စီတက်တို့တိုက်ပွဲတွေကြောင့်မြို့ပေါ်နဲ့အနီးဝန်းကျင်ကတိမ့်နေချီတဲ့ဒေသခံတွေကျေးလက်ရွာတွေကိုထွက်ပြေးခုန်လွန်လာခဲ့တာကြောင့်ကံရီပမာဏနဲ့အသုံးပြုသူမမျှတာတော့ပဲအချိန်မတိုင်မီရေကုန်ခန်းသွားတာလို့ဆိုပါရယ် လရှိမှာဒေသခံတွေနဲ့စစ်ဘေးဒုက္ခသည်တွေစာဝတ်နေရေးအခက်အခဲကတစ်ဖက်တောက်သုံးရေးအခက်အခဲကတစ်ဖက်နဲ့အတော်လေးဒုက္ခရောက်နေကြတယ်လို့အဲ့ဒီပုံနာကျွန်းဒေသခံကပြောပါတယ်ပုံမှန်စားဝဲနေတဲ့တော်မှာရုံးကန်နေရတယ်ဆိုတော့လေဒီအလောက်ကချပါတာရေကုမစင်းလုံးတက်တာရေဆိုတော့ခြေကန်လူတိုင်းသားတွေမှာကြာတော့ခင်းခွေပြီးတော့မှစားရေလူတွေရှိရယ်သူတို့ကကြာတော့ဟိုကတောက်ရေတနုံးရောက်ဖို့တဲ့တော်မှာဟိုကျွန်တော်တို့ ဟိုအချင်းကြီးအများကြီးပြီးပြီးတော့လမ်းဆောက်ပြီးသွားရတယ်ဆိုတော့လေစားဝဲမြေတဲ့ထင်းခွင်မြေအလုပ်ကိုမလုပ်နိုင်တော့ဘူးနဲ့ဒီတောက်ရီတောက်ခင်းနေရတာမျိုးဒီစားဝဲမြေဆက်မှာပို့ပြီးတော့ထိခိုက်လာတယ်ဆိုတချို့ကြီးရွာတွေမှာဆိုရင်တောက်တိုးရီတအိုးရဖို့အတွက်နှစ်နာရီကြာခရီးအထိသွားတည်ယူရတယ်လို့လည်းဆိုပါတယ် ကြောက်တော်မင်းပြပောက်တော်နဲ့ရသေးတော်မြို့နယ်တွေမှာလည်းအခုလိုတောက်သုံးရေအခက်ခဲနဲ့ကြုံနေကြရတယ်လို့လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်တဲ့လူမှုဘေးဒဏ်ခံနိုင်စွမ်းတိုးမြင့်ဆောင်ရွက်ရေးအဖွဲ့ ACRO Director ကိုစောစောထွန်းက RFA ကိုပြောပါတယ်။မခိုင်မာကတော့မြို့နယ်တိုင်းလူလူကတော့ဒီရေရှားပါပြဲတာကတော့တုံ့ရတယ်ပေါ့နော်။ကိုနှကျော်ကြောက်တော်မင်းပြပောက်တော်ဒီမျိုးတွေကတော့ပို့ပြီးတော့ကြုံကြရတယ်ပေါ့နော်။ ကျွန်တော်တို့တောခဲတဲ့ဒီရသေးတောင်နဲ့ပုံကျော်မျိုးနဲ့အစဲပေါ့နော်အဲ့ဒီဖက်ကျော်တောက်ချောက်မှာကတော့တော်တော်စိုးစိုးဝါးရေပြက်တာတွေ့ရတယ်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂယုံကတော့ရခိုင်ပြည်နယ်မှာအရင်နှစ်တွေကထက်ဒီနှစ်ရေရှားပါမှုပိုဆိုးနေပြီး ကုလသမဂ္ဂနဲ့မိတ်ဖက်အဖွဲ့အစည်းတွေကရေရရှိရေးပံ့ပိုးကူညီဖို့စီစဉ်နေတယ်လို့ RFA ကို match လ14ရက်နေ့ကပြောပါတယ် ရခိုင်ပြည်နယ်18မြို့နယ်တွေက14မြို့နယ်နဲ့ချင်းပြည်နယ်ပလောဝမြို့နယ်ကိုအာရခတတော်အေကသိမ်းပိုက်ထားပြီးတိုက်ပွဲအတွင်းဥယျာဉ်ဆုံးခွာထွက်ပြေးနေရတဲ့စစ်ဘေးဒုက္ခသည်6သိန်းကျော်ရှိတယ်လို့အေအေကထုတ်ပြန်ထားပါတယ်ရှင်။